ဆိုင်သူမင်းရှင်ရေးသားထားတဲ့မိုးတောက်ပကြီးဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှာချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။ជីနူးစရာအဖြစ်ပြက်ကလေးတစ်ခု။အားကြောင့်မမသိယနေ့ထက်တိုင်းသူ့စိတ်ထဲမှာတိတိကျကျတစ်ခုမကြံမှတ်မိနေသေးတယ်။အချိန်အခါမရေတွက်နိုင်တော့ဒီအဖြစ်ပြက်ကလေးကိုပြန်ပြောင်းအောင်ပြင်မိပါတယ်။ ဲ့ဒီအခါတိုင်းအဲ့ဒီအခါတိုင်းတိမိပြက်ကွယ်လို့နင်းနေကျောင်းရကလေးရအသေးစိတ်ရွေစိတ်ရွေပေါ်ပေါက်လာတတ်ပါတယ်ဝေးလီဝေးလီနနခင်းတစ်ခုမှဖြစ်ပါတယ်ခြေဘက်မှာရှိတဲ့တောင်နှမ်းရှည်ကြီးတွေကပြာမဲလျက်ရှိပြီးတော့သူတို့ရဲ့နောက်ကျောဘက်မှာ အလင်းရောင်ဟာထွက်ပြူစားပြုတ်လေရတောင်စုံတောင်ွယ်တို့မှာအနီရောင်ဖြော့ဖြော့နဲ့အနားကွတ်ထားတဲ့ကဲ့သို့ရှိပါတယ် ရှိဘတောင်ထိပ်များမှာအလင်းရောင်ကမိုးကောင်းကင်သို့မြင့်လင်းမြင့်လင်းဖြော့လင်းဖြော့လင်းဖြစ်သွားပြီးတစတစညိုရွေ့ညိုရွေ့မဲရွေ့မဲရွေ့လာခဲ့ရမှာအနောက်ဘက်မိုးကုတ်ဆောက်ပိုင်းစီသို့ရောက်တဲ့အခါမှာတော့ပဂရီညင်းရဲ့အမှောင်တွန်းနဲ့ကျွမ်းမိုးလျက်သွားပါတော့တယ်။သိတ်အလွန်ကြုံမဟုတ်ပင်မဲအတော်ကလေးချမ်းလျာသူကလက်နှစ်ဖက်ကိုကိုအင်းကြီးအိတ်တီအတွင်ထည့်သွင်းလိုက်ပြီးတော့ခါကိုလည်းခက်ကန်းကန်းထားတာရှောက်လာမိပါတယ်။ သူလျှောက်လျက်ရှိတဲ့လဲခွက်ကြီးအတွင်းမှာမြေကြီးတို့ကမနက်ဝေလီဝေလင်းရဲ့အညိုရောင်တန်းလျက်ရှိပါတယ်။ဒီလိုလျှောက်ခဲ့စင်မှာပဲသူရှိတက်တဲ့နိုင်နွားတင်းလို့တာတာတဲပုတ်ကလေးတစ်ခုကို တွေ့ရပါတယ်။တဲကလေးရဲ့နှစ်ဘေးမှာလိမ်မော်ရောင်မီးတောက်ကလေးဟာမီးလင်းပေါ်ကနေထိုး၍တက်လျက်ရှိကထိုမီးတောက်ကလေးမှာတဖန်အညိုရောင်မီးခုံးအူအူကလေးတို့ဟာတလူလူလေးရွေလေးရွေတက်သွားပြန်ပြီလျင် မိုးကောင်းကင်ရဲ့အတော်မြင့်မြင့်နေရာကိုရောက်တဲ့အခါမြူကူးကလေးတွေထဲမှာရောပြန့်ပြီးပြတ်ကွင်းသွားကြပါတော့တယ်။မီလင်းဘုံရဲ့နဗေးမှာစောင်းချောင်ကလေးထိုင်လျက်ရှိတဲ့မိန်းမတစ်ယောက်ကိုသူတွေ့ရတယ်။အဲ့ဒီမိန်းမအမှန်မှာတော့ကလေးမလေးတူဦးသားဖြစ်လျက်ဒီလောက်ချမ်းစီရဲ့မနှက်စောစောအချိန်မှာသူမထမိန်ကိုသာရင်ရှားထားပါတယ်။သူကတစားတစားရှေ့ကိုတိုးပြီးရှောက်ခဲ့တဲ့အခါမှာမင်းမရွေရဲ့ရင်ခွင်အတွင်းမှာ အေးတံမှတတ်သားရရစေဖို့ပိုကလေးကိုကြွေးပြီးနိုးဆွလျက်ရှိတဲ့ကလေးငယ်ကိုပါ တွေ့ရပါတယ်မိခင်မဲမရွယ်မှာတော့မိရှိန်မလျှော့စေဖို့အတွက်တကိုင်းကြောင့်ကလေးတွေကိုအဆက်မပြတ်မိတော့ထဲကိုထိုးသွင်းလျက်ရှိရမှာမိဘပေါ်မှာမြေဦးကလေးကိုစူးစိုက်ကြည့်ရှုနေပါတယ်ကလေးငယ်မှာလည်းနိုးဝတာအဆက်မပြတ်ဆုလျက်ရှိပါတယ်ဒါမဲ့သူကမိခင်ရဲ့အလုံမှာတော့အနှဲငယ်များအနှောက်အယှက်ပေးခြင်းမရှိဘဲ ်ငြိမ်သက်စွာပင်ပူးလျက်ရှိပါတယ်။မိခင်မိမရွယ်ရဲ့ပြုမူလှူရှားမှုတွေဟာပေါ်ပါဖြက်လက်ပြီးတော့ကျင်သားရပြီးဖြစ်နေကြအောင်ဖော်ပြပါတယ်။မီးလင်းဖို့အတွင်းမှာ လိမ်မော်ရောင်မီးတောက်ကလေးတွေဟာနဘေးနားမှာရှိတဲ့တဲပုတ်ကလေးပေါ်မှာဟက်ခါတရင်ရင်တနှွဲ့နှွဲ့ကလည်းရရှိပါတယ်။သူဟာနီးတဲ့ထက်နီးလာပြီလျင်အရသာအင်မတန်ရှိမယ်လို့အောင်းမေးလောက်တဲ့ပူနွေးနွေးထမင်းနံကိုရှူဆိုင်မိပါတယ်။ အဲ့ဒီအချိန်မှာ အရှိဘက်တွင်ကအလင်းရောင်ဟာလျင်မြန်တဲ့အခုံနဲ့ထုံလင်းစာပြုတ်လာပါပြီ။သူကမိမရွယ်အနီးကိုရောက်သွားပြီးတော့မိဖို့အနီးမှာရက်လိုက်မိပါတယ်။အဲ့ဒီအခိုက်မှာပဲတဲဘုံငယ်လေးအတွင်မှာလူရွယ်တယောက်ထွက်လာပြီးတော့သူ့နောက်ကနေရှေးစင်နောက်စင်လူကြီးတယောက်ပါလာပြန်ပါတယ်။သူတို့နှစ်ယောက်စလုံးအင်းကြီးမပါ လုံကြီးကိုသာခတ်တူတူဝတ်ထားကြပါတယ်။သူတို့နှစ်ယောက်ရဲ့မျက်နှာတွေကတော့ခက်ဆင်ဆင်တူကြပါတယ်။သူတို့နှစ်ယောက်စလုံးပဲ တဲဘဝကနေပြီးတော့အရှိဘက်လင်းရောင်ကြီးဝေါ်ဝါးဝါးကိုမြိန်သက်စွာရက်ကြည့်နေကြရမှာဝါးကနေတန်းဝေလိုက်ကြပါတယ်။အဲ့နောက်မှသူတို့ဟာမီးပုံစီကိုလှမ်းကြည့်ရင်းနဲ့ဧည့်သည်လူရွယ်ကိုတတိပြုလိုက်မိပါတယ်။စောစောစီစီဆရာလေးဘယ်ရလာလဲ။လူကြီးကမေးလိုက်တယ်။သူ့အတန်ဟော်ရွေပုံလည်းမပြ၊ရိုင်းပြဟန်လည်းမရ။ကြွားလာတာပဲဒီဘက်မရောက်ဘူးလို့တတ်တတ်ရှောက်လာတာပါ။ ဆိုပြီးတော့ကိုအင်းကြီးသွမွေအုပ်ထုပ်မော်ဖလာစရာတွေကိုစတိုင်ကြကြဝစ်စင်ထားတဲ့ဧည့်သည်လူရွယ်ကယဉ်ကျေးစွာဖြေလိုက်ပါတယ်။လူကြီးနဲ့သူထက်ငယ်လူရွယ်တို့ဟာမိဖို့အမိကိုရှောက်လာကြပြီးတော့မီးလုံကြတယ်။မိမရွယ်ကတော့သူ့လုပ်ကိုသာလုံမြဲလုပ်လျက်မိဖို့ပေါ်မှာမြေအိုးတွင်သာစိတ်ဝင်စားလျက်ရှိပါတယ်။သူမရဲ့ဖွာတာတာစံစမှာမျက်နာပေါ်တိုင်းအနောက်အရှက်ကင်းလို့စင်ရန်ကျိုးစားတစ်ခုနဲ့စုပြုံချင်အောင်ထားလျာ အလုံးလုံးနေစဉ်အခါတွေမှာလေကောပေါ်မှာဖွာရရဝဲလျက်ရှိပါတယ်။အတန်ကြာတဲ့အခါသူမမိဖို့ပေါ်မှာမြေအိုးကိုလက်နီးစုံနဲ့ချလျက်ဒန်းစလုံးတစ်ခုအတွင်းသို့ထမရီကိုငှဲ့နေပါတယ်။အဲ့နောက်ထမင်းအိုးကိုမိကြီးပေါ်မှာပြန်နှက်ထားလိုက်ရမှ ထမရီစလုံးထဲသို့စားနှဲငယ်ထည့်လိုက်ပြီး မှုန်နေပါတယ်။စလုံးတွင်းမှာထမင်းရသည် မှွေးကြိုင်စွာပြန့်နှံ့သွားတဲ့အခါယောက်ျားနှစ်ယောက်စလုံး အားရပါရရှူရှိုင်းလိုက်ကြပြီးတော့စာလိုက်တာဆိုပြီးအရှင်လူရွယ်ကစာလောင်မွတ်တိတ်တဲ့အတန်ကြီးနဲ့ဆူလိုက်ပါတယ်။လူကြီးဖြစ်သူကတော့ဆရာလေးတို့ကတော့မနက်စောစောကော်ဖီတောက်ကြမှာပေါ့နော်။ပြောလိုက်ပါတယ်။ဟုတ်ကဲ့ဒါမဲ့ဦးကြီးကဒီရွာရောက်တော့မတောက်ပါဘူး။ဒါဖြစ်ရင်ကျုပ်တို့နဲ့ထမရေကလေးအစာပြေတောက်သွားပါလားဗျာ။လူကြီးကငါပြောတာကြိုက်မကြိုက်ပါမလားဆိုရဟန်မျိုးနဲ့လောကုတ်ပြလိုက်တာကြောင့်ဧည့်သည်လူရွယ်လေးဝမ်းမြောက်စွာပင် အာတောက်တာဘုံဦးကြီးဟာကောင်းပါပဲဟေးမဲမောတစ်ခွက်ပုံငှက်လိုက်ပါကွယ်ဆိုပြီးတော့အင်းသေးလူရွယ်ကမင်းမရွယ်ကို အမိတ်ပေးလိုက်ပါတော့တယ်ဒီနောက်သူတို့လေးယောက်သားမီးပုံတစ်ပိုက်မှာပဲဝိုင်းဖွဲ့ပြီးတော့စောင့်ကြထိုင်လိုက်ကြရတာမင်းမရွယ်ငှက်ပေးတဲ့ထမရေပုံနှွေးတွေကိုစတင်မြည်မိကြပါတယ်ဦးကြီးတို့လဲလောက်ကြတာပေါ့နော်ဧည့်သည်လူရွယ်ကမေးလိုက်တယ်ဟုတ်ကဲ့ လဲသမားလဲပဲလောက်တတ်တာပေါ့ကျုပ်တို့ကနေ့ပဲလဲစထွန်ကြမလို့အင်းရှင်လူရွယ်ကဝင်ထောက်လိုက်တယ်ဒီခါစကားတစ်ခေါက်မှမပြောပဲနေခဲ့တဲ့မင်းမရွယ်ကဒါကြောင့်အဘနဲ့ကိုညိုတို့တမင်္ဂလာ ဆော့ဆော့ကြီးထကြတာပေါ့ဆိုပြီးတော့ပြုံးပြုံးကလေးဝင်ပြောလိုက်ပါတယ်ဒီခါမှာလူကြီးနဲ့လူရွယ်တို့ကသူတို့လက်ထဲမှာထမရေပကံလေးကို အပတ်မထည့်ငုံကြည့်လိုက်နေကြပါတယ် ဒါမှပဲကျုပ်တို့မိသားစုတွေဝါဝလင်းလင်းကလေးစားနိုင်ကြတော့မပေါ်ဗျာဆိုပြီးတော့လူကြီးဖြစ်သူကတိုးတိုးကလေးပြောလိုက်ပါတယ်မင်းမရွယ်ကခလေးကိုလက်တစ်ဖက်က ပွေပိုင်လျက်ပင်သူ့အဖဆိုသူနဲ့ကိုညိုဆိုသူတို့ကိုထမရေထက်ငယ်ပေးရကထက်ထည့်ပါအောင်တော့ဆိုပြီးတော့စေတနာရှိစွာပြောလိုက်ရဲ့တဲ့လူရွယ်ကလည်းမငင်းဆန်ပဲခွတ်ထိုးခံလိုက်ပါတယ် မင်းမရွယ်ရဲ့ရင်တွင်တွင်မှကလေးငယ်မှကငိန်သက်စွာပင်နို့ကျူဆိုလျက်ရှိပါတယ်။သူကလေးမှာခေါင်းလေးကိုမိခင်ရဲ့နို့အုံနဲ့လက်မောင်းကြမှာအတင်းတိုးခွေလျက်အချမ်းတံမှအကာအကွယ်ယူနေရှာပါတယ်။သူကလေးရဲ့နို့ဆိုတံမှာပြုတ်ခနဲပြုတ်ခနဲပင် ပေါ်ထွက်လာတတ်ပါတယ်။လူကြီးကတော့ထမရည်ကို မိန်ရှက်စွာတောက်နေပါတယ်။တောက်ရကအင်းထမရည်တော့ တဲရတာရှိပါကလားဆရာလေးရဲ့ကျူးရင်လိုက်ပါတယ်ဒီခါလူရွယ်ကဆရာလေးတလောကကျုပ်တို့ဟာဒီထမရီကလေးတော့မတော့နိုင်ကြဘူးဗျဆိုပြီးတော့တိုင်တန်းတလုံးလုံးနဲ့ပြောလိုက်ပါတယ်သူတို့ကစကားပြောရင်းတောက်ရင်းနဲ့ပဲသူတို့ရဲ့အေးဆက်တဲ့ကိုယ်လုံးတွေဟာနှွေးတလုံးလုံးရှိလာကြပြီးတော့မျက်နှာတွေမှာလည်းအာအင်ပြေပြိုးလာတဲ့အရေးအယောင်တွေရှက်တန်း၍လာပါတော့တယ် ဒီချိန်မှာလင်းရောင်ကြီးဝင်ရောင်စုံကြီးမြူးကွန်လာပါပြီ။နီးချင်းချင်းအယောင်ကလောကတက်ကိုပုံမွေ၍အေးလာစေတဲ့အောင်ထင်ရပါတယ်။အင်းရှင်ယောက်ျားနှစ်ယောက်တို့ကတော့အရှိတ်အဝါတို့မျက်နှာများမူလိုက်ကြလေရ။သူတို့ရဲ့မျက်နှာတွေကအနက်ခင်းလင်းရောင်ကြီးနဲ့တောက်ပ၍သွားပါတယ်။ဧည့်သည်လူရွယ်လေးသူတို့မျက်နှာမူရဘက်ကိုကြည့်လိုက်ရ။ရောင်ကြီးမှာလှပစွာရက်တီလျက်ရှိတဲ့တောင်တန်းကြီးကိုမြင်ရလို့ အင်းရှင်လူကြီးရဲ့မျက်နှာကိုကြည့်လိုက်မိပြန်တဲ့အခါမှာတော့ကြည်လင်ဝိုင်းဆက်တဲ့မျက်လုံးတွေမှာနေရောင်ကြီးဟက်လျက်ရှိကြောင်းကိုတွေ့ရပါတယ်။ထို့ခိုက်တွင်အင်းရှင်ယောက်ျားနှစ်ယောက်တို့ဟာလက်တွေကိုအမြောင်းဆန်တန်းဟန်ပြုလိုက်ကြရမှာပဲငါတို့လည်းအလုသွားကြဖို့တော်ပြီ။ဆိုပြီးတော့ပြောလိုက်ပါတယ်။သူရဲ့ဟာဧည့်သည်ဘက်ကိုလှည့်ပြီးတော့ဆရာလေးရောကျုပ်တို့ကိုလဲထွန်းတာလိုက်ကြည့်ရုံမလား။မေးလိုက်ပါတယ်။ ဟင်ကျွန်တော်ရွာကိုပြန်လိုက်ပါဦးမယ်။အမေကလည်းပျော်ပျော်ပါပါစားတော်ရတာတိတ်ဝမ်းသာတာပဲဗျာ။ကျေးဇူးတင်လိုက်တာ။နောက်မြမှလာခဲ့အောင်မယ်။အင်းရှင်လူကြီးကကျေးဇူးတင်ကြမလို့ပါဘူး။ဆိုတဲ့အထိပ္ပယ်မျိုးနဲ့လက်ကြီးကိုရမ်းလာပြလိုက်ပေးလိုက်ရင်ဘယ်တော့မဆိုလာတာလာခဲ့ပါဗျာ။ကျုပ်တို့စားတယ်လို့ဆရာလေးတို့စားရတော့ရမှာပဲပြောလိုက်ပါတယ်။ဒီနောက်တာဖနဲ့တူပုံရတဲ့သူတို့နှစ်ယောက်ဟာလေကွင်းကြီးစီကိုသွားကြပြီးတော့ နွားရီထုံတွေကိုပြင်ဆင်နေကြပါတော့တယ်။ရှေးဘက်ကောင်းရဲ့လဟာပြင်မှာတော့အလင်းရောင်ဟာအတန်အတန်အကန့်အကန့်ဖြာစင်းလျက်ရှိကအစုံးအစမမျော်မှန်းနိုင်တဲ့လေကွင်းပြင်ကြီးတွေကိုတလက်လက်တောက်ပါစီပါတော့တယ်။ဧည့်သည်လူရွယ်ရလေ။ဘဲသမားအိမ်တော်တွေတစုနဲ့တကွတဲဘုတ်ကလေးကိုတစ်ချက်မျှလှည့်ကြည့်လျက်ကြွားစီကိုရှောက်လာခဲ့ပါတော့တယ်။ဒါပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလောက်ကြည်နူးစရာကောင်းနေဆိုတဲ့အချက်ကိုတော့ သူကနားတော့နားလေဒါမဲ့ယနေ့ထက်တိုင်းသူ့စိတ်ထဲမှာတိတိကျကျတခုမှကြမ်းမှတ်မိနေသေးအချိန်အခါမရေတွက်နိုင်တော့ဒီအဖြစ်ပြက်ကလေးကိုပြန်ပြောင်းအောင်မင်းမိရဲ့အဲ့အခါတိုင်းအဲ့အခါတိုင်းတိမ်မြုပ်မေးပြောက်ွယ်လို့နေနေအချောင်းရံကလေးတွေဟာသီးဆဲရွေဆဲရွေပေါ်ပေါက်လာတတ်ပါတယ်ဂျီနူးစီယာအဖြစ်ပြက်ကလေးတစ်ခုဒီနေရာလေးမှာတော့1948ခုနှစ်ကရေးသားထားခဲ့ မိုးတောက်ပကြီးဆိုရဲစာရေးသူမင်းရှင်ရဲ့ဝတ္ထုတိုလေးကတော့ပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။